ညပြောရရင်တွေးကြုံရတယ်ကြည်ရတယ်ရရင်ဒီတိုင်းအဲ့ဒီဓာတ်တော်ရည်ရဖြာပုံတော်ရည်အဲ့ဒါတွေကဟိုလှုပ်လဲလှုပ်ခဲ့ဘူးတယ်သူကငလင်ပြတ်ရွေတခုလိုမျိုးပေါ့အခြေခံပြီးလှုပ်တာတဲ့ဟောပေါ့နော်ဇုံတခုလိုဖြစ်နေတယ်သူကတက်တန်းနူးတယ်ကြောက်သွားတယ်တိုးတက်လာတယ်ဒီဟို develop ပေါ့နော်ဖွံ့ဖြိုးတိုးတက်လာတဲ့အချိန်မှာဖြစ်လာတဲ့ငလင်လေးတွေလိုပဲမြင်တယ်ပမာဏ9လောက်ဆိုရဲဟာဒီအများဆုံးတော့ပဲဖြစ်ပြီးတော့တိတ်ကြီးတဲ့ကြီးတဲ့ငလင်လည်းလှုပ်တဲ့ ဘတ်တန်လည်းမရှိဘူးဆင်လာလည်းမရှိဘူးဝီဗီရာအနေထားလည်းအလောက်တော့မရှိဘူးအဲ့လိုပဲပြောလို့ရတယ်ရောင်ကမာခံတော့ခံစားရမယ်ဒါပေမဲ့လည်းဒီဟာအတွက်တော့အန္တရာယ်ရှိရလို့တော့မမြင်ပါဘူးအဓိကရန်ကုန်ကိုဒီလိုကပြိမဲ့နေရာ၃နေရာရှိတာပေါ့နော်တကူကတော့အရှိဘက်ကအရေးကြီးဆုံးဖြစ်တဲ့အားတော့စကိုင်းပြည့်ရွေပေါ့နော်စကိုင်းပြည့်ရွေအားတို့ဟွာနေပြီးတော့တကူ စိတ်ကံတကူရှိမြို့နယ်လောက်ကနေတွေ့မယ်ဆိုရင်တော့အဲ15ကီလိုမီတာအတွင်းမှာပဲရှိနေတယ်တဲ့တိုင်းလို့ရှိရင်ပေါ့နော်အဲ့တော့အဲ့ဒီပြည်ပြည်ကြောကတာကလေးလုံမယ်ဆိုရင်ရန်ကုန်မြို့ကိုအများကြီးထိခိုက်နိုင်တယ်အန်ဒီလည်းကြီးနိုင်တယ်ပြီးတော့အဲ့ဒီပြည်ပြည်တခြားမှာကအောက်က30ရာကလေးလှုပ်ခဲ့တာ9.3ပမာဏနဲ့လှုပ်ခဲ့ဦးတယ်အခုဆိုရင်နှစ်တရာနဲ့20လောက်ဖြစ်နေပြီအဲ့တော့သူရဲ့တချောပြန်မှုအနေထားနဲ့နှစ်တရာ20လောက်နဲ့ကိုတွက်ကြည့်လိုက်ပေါ့ကွာ 2025ဆိုတော့သူကနှစ်တရာပြည့်ကနေ90ရက်ကနေလောက်ရှိနေပြီ။သူကနှစ်တရာ30လောက်ပါ။မနေ့တော့တမ3လောက်ပမာဏလှုပ်နိုင်တယ်လို့တို့အဲ့ဒီလျှောက်မှာလေးလာမှုတွေရတို့ခံမှန်းငယ်တွေသူတွေနာတွေရှိတယ်။အဲ့ဒီခါကျတော့အခုချိန်မှာမလှုပ်ဘူးလို့ပြောလို့မရဘူး။အခုချိန်မှာလှုပ်ရင်တော့အဲ့လောက်ပမာဏတော့မကြီးဘူး။အဲ့တော့6တမ8တို့ခွန်လို့ဆိုတဲ့ပမာဏတွေကလှုပ်မယ်ဆိုလှုပ်နိုင်နေပြီဆိုတော့ပြောလို့ရတယ်။အဲ့ဒါဒီအနေအကြီးဆုံးပဲရန်ကုန်အတွက်ကအနေအကြီးဆုံးလေဆိုပေါ့เนาะနောက်တဲ့နှစ်ခုကဒီလောက်ဒီစိတ်ပူစရာမရှိဘူးတခုကတော့ဘကူးရုံမှာ နောက်ချားပြိုက်ပြီလို့ခေါ်တဲ့အာကတော့တိုက်ကြီးတော့မော်ပြီးတော့ပဲမှာဖြစ်တာပေါ့နော်အဲ့ဘက်ကလှုပ်ရင်ပမာဏအရမ်းမကြည့်ဘူးဒီဘက်လည်းရန်ကုန်မျိုးစုံရန်ကုန်လှုပ်လှုပ်သွားတယ်ဆိုရဲခံစားတာအများစုကအဲ့ဒီကဖြစ်နေတယ်ဒါပေမဲ့သူကရန်ကုန်မျိုးကိုအနေပြီးလောက်အောင်တော့ဖြစ်တယ်လို့တို့တွေမယူဆဘူးနောက်တစ်ခုက DDA ပြိုက်ပြီပေါ့နော်အောက်က DDA နဲ့ဒီကိုတို့ခွေးရန်ကုန်20ရဲ့တော်ကြီးတိုင်းအနောက်ဘက်မှာရှိတဲ့ပြိုက်ပြီတစ်ခုကြည့်တယ်အဲ့ဒါကတော့ငလင်ကြီးကြီးလှုပ်ခဲ့ဦးတယ်ပေါ့1930လောက်က ထုတ်ခဲ့ဘူးတယ်ဒါပေမဲ့လည်းသူ့ရဲ့ပမာဏကတော့ခုနစကိုင်းပြည့်ပြည့်လောက်တော့မကြီးသလိုသူ့ပေါ်မှာကသူ့ရည်စရာလေးလာချက်လည်းမရှိသေးဘူးသူ့တွေလုတ်ပဲလို့လုတ်ပေမဲ့သူ့ရည်သားလုတ်ပဲလို့ပြောသားပေမဲ့မအောင်မြင်ခဲ့ဘူးပေါ့နော်မလုတ်မလုတ်ခဲ့ရသေးဘူးပေါ့နော်လေးစုံမီပုံတွေထုတ်ပြီဆိုရင်သူကစကိုင်းပြည့်ပြည့်ကိုပဲခြေခံပြီးတော့ထုတ်တယ်ရန်ကုန်မှာပမာဏဘယ်လောက်ဒီလုတ်နိုင်တယ်ပြည်နယ်အားဘယ်လောက်ဒီတက်ရောက်နိုင်တဲ့အတွက်ကြောင့်ဒီလူရဲ့နေရာအလိုက်ပဲနေရာမှာတော့ဘလောက်ညိထိုင်ခိုင်းတဲ့တိုက်ကိုစောင့်အောင်ပဲဆိုတာလေးဆိုတာကိုလှုပ်လဲလှုပ်ပေးထားပြီးသားလည်းရှိတယ် ပြုတော့စီမင်းနဲ့ဒီတမင်းအင်အားကော်မတီတွေမှာလည်းသူတို့မှာ IT data ရှိတော့စောက်ဦးကြီးတွေစောက်မယ်ဆိုတိုင်းသူတို့ကတော့အဲ့မှာစီစစ်ပြီးမှဖွင့်ပြတာပါတခုတော့ရှိတယ်အဲ့ဒီဖွဲ့တွေရဲ့စီစစ်မှုကတကိ2000နှစ်2003နောက်ပိုင်းလောက်ကြမှာအဲ့ကော်မတီပြွဲလာတာဆိုတော့အဲ့မတိုင်ခင်ကစောက်ဦးတွေကတော့အဲ့လိုစီစစ်ထားတာမဟုတ်ဘူးလို့ပြောလို့ရတယ်88ရေခင်းပြီးတော့88ကနေ2000နှစ်လောက်ထိကြာထဲမှာတော့ ဒီစမှုမရှိတော့ဖြစ်တော့အဲ့ကြားထဲမှာစောက်ခဲ့တဲ့အဆောက်အုံတွေမှာတော့ဘေးရနေကိုအများကြီးတတိထားရမယ်အခြေရှိတယ်ပေါ့အဲ့ဒါပုံလေးကကျတော့သူနောက်နောက် ယူမှာပေါ့ကဘောပြည့်ပြီလို့ခေါ်တော့အဲ့ဒါရဲ့အဆက်နွယ်တွေဒါပေမဲ့သူလဲသူကလဲအဲ့မဲ့ချမ်းမှာရှိတဲ့ကလေးတွေကအနဲ့ကြီးမှဖြစ်တတ်တယ်သူကမြေလူကြီးစိုက်ဝင်နေဇုံနဲ့တွေးတာဖြစ်တဲ့အတွက်ကြောင့်သူက60ကီလိုမီတာတို့80ကီလိုမီတာတို့တချို့က100ကျော်တွေလောက်မှဖြစ်တာဆိုတော့အန်ဒီရဲ့သိကြီးတယ်လို့တို့တော့မထင်ဘူးပေါ့နော်ဆယ်ကြီးတွေဘာကြီးတွေစောက်မယ်ဆိုရင်တော့တွေ့ရမယ်ထဲတွေ့ရမယ်အမအိမ်တွေအတွက်ကိုအဲ့လောက်ကြီးကြီးရလို့တော့မထင်ဘူး။ဒါပေမဲ့ငလင်ကြောင့်တိုက်တွေမပြူဝေမဲ့ငလင်နဲ့တွဲပြီးဖြစ်လာနိုင်တဲ့ တောင်ပြူတာတွေမြေပြူတာတွေတို့ဤလွာအက်တာတွေကတော့အဲ့ဒါတော့မြို့ပြကိုထိခိုက်နိုင်တယ်ကြီးလက်တွေရောပေါ့နော်လူနေမှုကိုထိခိုက်နိုင်တယ်ပရမဟုဆုံးကတော့သူကကျူတင်ပြင်စင်ချင်းပေါ့ကျူတင်ပြင်စင်ချင်းကပရမဟုဆုံးကတော့သူစောက်ဦးတွေကကိုယ်စောက်ဦးတွေဒီမှာအဓိကတော့ငလင်လှုပ်လို့တိုက်ကြီးတစ်ခုလုံးပြူသွားလို့ဆိုတာအများကြီးခဲရင်တယ်ပေါ့နော်ဖြစ်နိုင်ကြရရှိပြီပဲခဲရင်တယ် ဒါပေမဲ့ဘာလဲဆိုတော့ပြိုကျပဲ့ကျနိုင်တဲ့အစိပ်ပိုင်းတွေပေါ့ဝင်အထွက်တွေတကားကြီးပေါုံတွေပေါ့နော်အဲကွန်းတွေပေါ့နော်လူတွေအိတ်တွေပေါ်မှာတင်ထားတာတွေအဲ့ခါတွေကိုခိုင်ကန့်အောင်လှုပ်လို့တုံတုံလှုပ်လို့ပြုတ်မကြအောင်အဓိကပြီးစားရေးတွေပေါ့နော်ဒါတွေတတိထားရမှာပဲဘယ်တော့အောင်ဆုံးအချက်ကတော့အိမ်တိုင်းအိမ်တိုင်းအဆောက်အဦတွေကိုတကယ်လို့ တချို့အားတွေကဖြစ်နိုင်တယ်ဆိုရင် retrofit ပေါ့နော်ပြန်လဲပြင်ဆင်မိုးမှန်တဲ့စနစ်ဒါချာချာလေး engineer တွေ civil engineer တွေသူသိပါတယ်ဘယ်လိုပြင်ရမလဲဒီဟိုကလေးတာပိုခန့်နိုင်လောက်ဘယ်လိုလုပ်ပြရမလဲစတန်လို့တာပေါ့နော်အားပိုကောင်းအောင်ဘယ်လိုလုပ်မလဲပဲလုပ်လို့ရတယ်ဒါတက်တာအင်္ဂလိပ်ဝိုင်းကလေးမှလည်းရှိတယ်သူကဘေးကနေတောက်ဟုတ်ပြီပေါ့နော်ကျင်တွေတွေတောက်တွေထောက်တာတို့အဲ့လိုမျိုးပေါ့လှုပ်လို့ချင်းဘေးတိုက်ခါတာတွေကိုခံနိုင်အောင်လုပ်တဲ့နီလာပေါ့တောက်ကျိုးတွေမှာကျင်ကျင်တွေလိုမျိုးပေါ့တောက်ခန့်တောက်တွေနဲ့ပြန်ချုပ်တာပေါ့နော်အဲ့လိုနီလာနေရှိတယ်တိုက်တွေမှာလည်းအလားတူပဲ ဘလို့ခဲအဲ့ဒါမျိုးလီနာနဲ့ပြင်ဆင်အတင်းလေကလေးတောင်တိုက်ရမခံအောင်ပေါ့နောက်တနည်းကနောက်တစ်ခုကတော့ဟိုဒါငါတို့တူးပြောနေကြစကားပါပဲမိသားစုတိုင်းကကိုယ့်အိမ်ဒီငလင်တန်းခံရရင်ဘလောက်လောက်ဒီဟိုဘလို့မျိုးဖြစ်နိုင်လဲဘယ်ဟာတွေအန္တရာယ်ပေးမလဲပေါ့နော်ကလင်ကလူကိုတတ်တာမဟုတ်ဘူးလူတွေလောက်တာလေအဆောက်အဦကပဲလူကိုတတ်တယ်ဆိုစကားရှိတာဟုတ်အဲ့တော့ငလင်ရောက်လူကဘာမှမသိဘူးငလင်ရောက်ဖြစ်တဲ့အဆောက်အဦတွေဖြိုးကြတာအတိကိတ်လာအိမ်ထဲမှာဆိုရင် ခုနပြောတဲ့အမိတိုင်းနေတန်ရန်နေယူကြတဲ့အခါကျရင်ကိုယ်ပေါ်မှာအဲ့လိုအထိခိုက်တွေဖြစ်နေတော့အကြီးကျယ်ဘယ်လိုနေကြမလဲဘယ်နာမှာနေမလဲအဲ့ရဲ့အနေရကင်းသုံးနေရဘယ်နေရာဖြစ်မလဲဆိုတော့ကြည်ထားပေါ့တို့ theory ရတော့ဒီခိုင်ခန့်တဲ့စပွဲအကုန်လို့အောက်မှာဝင်ပြီးနေတာပို့ပြီးတော့ကောင်းတယ်လို့ဆိုရပေါ့နော်တချို့နောက်ပိုင်းတွေ့စီချက်ဒီမှာကျတော့သူကဟိုထိုင်ကုန်တို့ဘာတို့စပွဲစက်တီကုန်တို့ဘာတို့ရဲ့တောင်ကျွန်းလေးပေါ့တောင်ကျွန်းလေးမှာနေရင်လည်းတက်တာတယ်ဆိုရဲအမြင်လည်းရှိတယ်အဲ့လိုမျိုးမိသားစုတိုင်းက ဒါကိုတည်တာဖို့လိုတယ်ချင်းချင်းတိုင်ပေပေါ့နော်တို့တွေကလေးလုတ်ခဲ့ပေးနေရမှာပေးနေရမှာကြောင်းရင်အိမ်အတွက်အကောင်းဆုံးလဲဆိုတော့ကြည့်ရမှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုအထက်နေထွက်ပြေးတာရောတို့တွေကတိတ်အားမပေးဘူးဟိုထွက်ပြေးနေတဲ့လမ်းကြောင်းကပို့ပြီးတော့ပြုတ်ကြတာတွေပါတယ်ဖြစ်တတ်တယ်ပေါ့နော်လေကားဆိုလေကားပေါ့နော်အဲ့မှာလေကားအဲ့ဒီမှာပြုတ်ကြတာတွေပေးကြတာတွေဖြစ်တတ်တဲ့ကကြတော့အိမ်ထဲမှာနေတာမှာပဲဘေးကနေအပြင်းဆုံးနေရာမှာကြည်ရှောင်းနေတာအကောင်းဆုံးပဲပေါ့သူကဒါပဲအဓိကဦးစားပေးပြောချက်တယ် လွတ်သောမီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမြန်မာဝင်ပြည်သူတွေကိုယ်နိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။